မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ KIA ပြစ်ချမှုကြောင့်စစ်ကောင်စီနှစ်စီးရဟယင်ပြက်မှုတွင်စစ်ကောင်စီဗျူဟာမှုနှင့်အဖွဲ့သေးဆုံးရွှေကူအနီးတော်တဲ့တွင်ပြတ်ကျသည့်ရဟယင်ပြက်ကို KIA တပ်ဖွဲ့များကရှာဖွေတွေ့ရှိပြီးဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဗမော်မြို့သို့စစ်ကူလာသောရဟယင်၃စီးကို KIA ပူးပေါင်းအဖွဲ့ကယနေ့ပြစ်ခတ်ခဲ့ရာနှစ်စီးထိမှန်ပြတ်ကျသွားခဲ့ပြီးပြတ်ကျသွားသောရဟယင်တစ်စီးတွင်လိုက်ပါလာသောစစ်ကောင်စီဗျူဟာမှုနှင့်အဖွဲ့သေးဆုံးသောကြောင့် KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုပါတယ်။ယနေ့မိုးလဲတနအီကျော်အချိန်ဗမော် ကခ23တုံးစစ်ကူလာပို့သောစစ်ရဟတ်ယင်၃စီကို KIA ပူးပေါင်းတပ်များကပစ်ချခဲ့ခြင်းဖြစ်ပြီးပိုင်ပိုင်နိုင်နိုင်ပစ်ခတ်လိုက်နိုင်သောရဟတ်ယင်တစီမှာရွှေကူမြို့ AOR မြစ်အနောက်ဘက်အကျံ KIA တရင်ကနေမိတဲ့သို့ပြက်ချသွားကြောင်းရင်းရဟတ်ယင်ပြက်နေရသော KIA တပ်ဖွဲ့များရောက်ရှိသွားပြီးဖြစ်ကြောင်းရင်းရဟတ်ယင်တွင်စစ်တပ်မှပြူဟာမှုနှင့်အဖွဲ့ပါဝင်ပြီးအားလုံးသေဆုံးကြောင်းသိရပါသည် ဖြူဟာမူလာလဲတာအဲ့ဒီရဟယင်ကပြစ်လိုက်တာတိမှန်ပြီးတော့ရွှေကူကနေအေယာဝတီမြစ်အနောက်ဘက် KIA တပ်ရင်းကတော်ထဲမှာပြတ်ကြတယ်။အဲ့ဒီနေရာကိုငါတို့ KIA ကလူတွေရောက်နေပြီ။နောက်တစ်စီးကတော့ရွှေကူမှာအရေးပေါ်စင်တာမှာဘေးဆောင်ကြီးလဲဆင်းသွားတယ်။ပန်ကကျိုးသွားတယ်။ပြန်တက်လို့မရတော့ဘူး။ငါတို့ပြစ်တာရဟယင်နဲ့စီစလုံးပြတ်သွားတယ်။တော်ထဲမှာပြတ်သွားတဲ့ရဟယင်မှာဖြူဟာမူပါတယ်။အားလုံးသေးတယ်။ငါတို့အဖွဲတွေရောက်နေပြီ။ရွှေကူမှာအရေးပေါ်စင်တဲ့ကောင်က ပန်ကကျိုးသွားပြီးဘေးဆောင်ကြီးလဲနေတယ်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုပါတယ်။ဆက်လက်ပြီးနောင်ချုံမြို့နယ်အတွင်းရှိရှဲဆန်တပ်ထုကုမ္ပဏီကိုစစ်တပ်ကလေရင်ဖြင့်ပေါင်900ပုံးနှလုံးကျဲချတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်နောင်ချုံမြို့နယ်အတွင်းရှိရှဲဆန်တပ်ထုကုမ္ပဏီကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပေါင်900ပုံးနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း KNLA ကသတင်းထုတ်ပြန်ထားပါတယ်။ မေလ17ရက်နေ့မောလွဲပိုင်း12နာရီ30မိနစ်ခန့်တွင်အကြံပတ်စစ်တပ်ကရှဲဆန်တပ်ထုကုမ္ပဏီကိုလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းထိုပုံကျဲတိုက်ခိုက်မှုကြောင့်ကုမ္ပဏီအုံပြုနေသောဗတ်ဖိုးတစီတပ်ထုထုတ်ဆက်တလုံးဆက်ပစ္စည်းများထားရှိသောဂိုဒေါင်တလုံးနှင့်အခြားသောပစ္စည်းများစွာထိမှန်ပျက်စီးခဲ့ပြီး စုစုပေါင်းကာလတန်ဖိုးတရုတ်ငွေ16,800ယွမ်ပြည့်စည်ဆုံးရှုံးသွားခဲ့ကြောင်းသိရှိရပါတယ်။အလားတူမေလ18ရက်နေ့ညနေ9:30မိနစ်ခန့်ကလည်းအကြံဖက်စစ်ကောင်စီတပ်မှတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနောင်ချိုမြို့နယ်ဒိုးပင်ကျေးရွာအုပ်စုရတနာသိန်းကြီးကျေးရွာအနီးကိုလည်းဂျက်ဖိုက်တာဖြင့်ပေါင်250ပုံ6လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ အကြံဖက်စစ်ကောင်စီတပ်သည်မေလ6ရက်မှ31ရက်နေ့အထိအပြစ်ခတ်ရဲစဲရေးကာလထပ်မံတိုးထားတော်လဲပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLA အုပ်ချုပ်တော်နေမြများကိုရေပြင်ထိုးစစ်ဆင်ခြင်းရည်ရွယ်ချက်ရှိရှိလက်နက်ကြီးများပစ်ခတ်ခြင်းဒရုန်းနှင့်လေကြောင်းဖြင့်နေစဉ်အုံပြတိုက်ခိုက်လျက်ရှိကြောင်းထို့ကြောင့်မိဘပြည်သူများအနေဖြင့်စစ်ကောင်စီတပ်ဤလေကြောင်းဒရုန်းနှင့်လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုရန်မှရှောင်ရှားနိုင်ရန်စစ်ရေးတရီအမြင့်ရှိရန်လိုအပ်ကြောင်း PSLF TNLA ကအသိပေးနှိုးဆော်ထားပါသည် ဆက်လက်ပြီးညင်းချံတွင်လေးတက်ပုံကျဲ၍အမျိုးသမီး၃ဦးသည်နှစ်ဦးတန်ရာရပြင်းထန်တိုက်ပွဲပြင်းထန်နေသည့်ညင်းချံခရိုင်အတွင်းညင်းချံမြို့အနီးကံသုံးစစ်ကြီးရွာပုံကျဲခရိုင်သဖြင့်ဒေသခံအမျိုးသမီးများသေဆုံးဒဏ်ရာရသွားကြသည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မန္တလေးတိုင်းရင်းချံမြို့နယ်ခွနမိုင်အကွာရှိကံသုံးစင်ရွာကိုလေတပ်ကရမန်နစ်မေ၁၉တွင်ဘုံကျဲရအမျိုးသမီး၃ဦးသေဆုံး၂ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟုဒေသခံများနှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များထံကသိရပါသည်။ဖွဲ့ချင်းပြီးသေဆုံးသူ၂ဦးရှိသည်ဟုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရင်းချံခရိုင်အမှတ်၇တပ်ရင်းတာဝန်ရှိသူတို့ကအတည်ပြုပါသည်။မနေ့က၁၂နာရီခွဲဝန်းကျင်မှာဘုံလာကျဲသွားတာလက်ရှိသေဆုံးသူ၃ဦးရှိပြီးတော့ပြင်းထန်ဒဏ်ရာရတာ၂ဦးရှိတယ်။ ခြေတဲ့အချိန်မှာနှစ်ယောက်သေးပြီးတော့နောက်ပြီးမှတစ်ယောက်သေးတယ်လို့သိရတယ်ဟု၎င်းကပြောပါတယ်။မြင်းချံခရိုင်မြို့နယ်များဖြစ်သောမြင်းချံနှထိုးကြီးတောင်သာမြို့နယ်များတွင်မေ14ရက်နေ့မှစတင်၍ထော်လည်ရေးအင်အားစုကထိုးစစ်ဆင်ရာတိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်စစ်ကောင်စီလက်ထက်ကတိုက်ပွဲဖြစ်ပွားသည့်နေရာများသာမကအရဲသားများကိုလည်းပြစ်မှတ်ထားတိုက်ခိုက်နေခဲ့သည်ဟု၎င်းကဆက်ပြောပါတယ်။ ။ပုံကျဲစဉ်သေဆုံးသွားသူများမှာအသက်55နှစ်အရွယ်ဒေါ်မေရီမြင်းနှင့်အမဖြစ်သူ56နှစ်အရွယ်ဒေါ်ခင်ထေးကြီးတို့ဖြစ်သည်။ဒဏ်ရာရအမျိုးသမီးတအူးမှာစိုးရင်ရသည့်အခြေအနေရှိသည်ဟုဒေသအခြေစားညီလက်အတန်းသတင်းဌာနသတင်းတပုတ်တွင်ယနေ့မေ20နှစ်နှစ်ကဖော်ပြထားသည်။ 2024နှစ်လယ်ပိုင်းတွင်စတင်ခဲ့သည့်2029စစ်စင်ရေးဒုတိယပိုင်းရှမ်းမန်းစစ်စင်ရေးအချိန်မြင့်နေချိန် PDF ခရိုင်တရင်များအားကောင်းသည့်ရေပြန့်ဒေတာများတွင်လည်းဩဂုတ်၁၀ရက်မှစတင်ကစစ်ကောင်စီတပ်စခန်းများကိုမြင်းချံခရိုင်အထူးစစ်စင်ရေး MDSO အမည်ဖြင့်ထိုးစစ်ဆင်ခဲ့သည်စစ်စင်ရေးအတွင်းနထိုးကြီးမြို့ပေါ်အထိတိုက်ခိုက်ခဲ့ကြပြီးနောက်ဩဂုတ်22ရက်အထိတရားဦးနှင့်မြင်းချံခရိုင်အတွင်းရှိစစ်ကောင်စီတပ်စခန်း20ထဲမှနေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့သည် ထိုနေရာများတွင်အထိုင်ကျတည်ဆွဲထားရန်ခက်ခဲသဖြင့်စခန်းများကိုမိရှို့ဖျက်ဆီးပြီးပြန်လည်ဆုတ်ခွာခဲ့ကြသည်ဟုသိရသည်ထိုစဉ်ကလည်းစစ်ကောင်စီကနှထိုးကြီးမျိုးအပါအဝင်အနီးဝန်းကျင်မှခြေရွာများကိုလေကြောင်းမှပုံကျဲတိုက်ခိုက်ကလက်တုံပြန်ခဲ့သည်ထို့နောက်မြင်းချံခရိုင်အတွင်ငိန်သက်သွားပြီးနောက်ယခုနှစ်မေ14ရက်နေ့တွင်ဒကြော့ပြန်တိုက်ပွဲများဖြစ်ပွားခဲ့သည်မေ15ရက်ကစပြီးမြင်းချံမြို့နယ်ရှိအယက်သားပြည်မှန်များဖြစ်သည် ပတ်တာ၊ကန်စင်နဲ့ကြားကြီးရွာများကိုစစ်ကောင်စီတပ်ကလေးချောင်းတိုက်ခိုက်ခဲ့သည်စစ်ကောင်စီတပ်နှင့်နီးစပ်သည့်ရွာများမှဒေသခံများဆစ်ရှောင်နေကြရသည်ဟုငင်းချံမျိုးနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့အပကဖအချောင်းဝင်ရှိသူကဆိုသည်သူတို့တိုက်ခိုက်ဖို့လုပ်ရင်ပြည်သူတွေကိုဘုံကျဲမှန်းတီတော့ပြည်သူတွေကအနာမှန်းတီတော့တော်ထဲမှာထွက်နေကြရပြီ စစ်တပ်အထိုင်တွေကသူတို့တွေမဟုတ်တော့ဘူးလူတွေနဲ့ပါအရန်အင်အားလုပ်ပြီးတော့ပစ္စည်းယူလူသက်လောက်တော့ပြည်သူတွေကမနေရကြတော့ဘူးပေါ့ဟူ၎င်းကဆက်ပြောပါတယ်ထို့ပြင်စစ်ကောင်စီတပ်ကမြင်းချန်ခရိုင်အတွင်းရှိခြေရွာများကိုဖျက်လေးဖျက်စနစ်ဖြင့်ပိတ်ဆို့ထားရာဒေသခံတို့မှအခြေခံစားသုံးကုန်များလိုအပ်လာပါကတွင်တောင်းပြီးဝေယူကြရသည် စစ်ကောင်စီကိစ္စခန်းများကိုဖျက်တမ်းရသည့်အခါတွင်ထိုးချီကန်စားတောက်ကုန်များကိုလူရက်တက်သည်ဟုပြောသည်ရွာကန်ဂိတ်တွေကိုဘာဝယ်မယ်ဆိုပြီးတော့စရင်ပေးရတာစီဘလောက်ဝယ်မယ်စံဘလောက်ဝယ်မယ်ဆိုပြီးတော့စရင်ပေးထားပါလျက်နဲ့ကိုဒီဂိတ်ကတော့တထောင်ပေးလို့ထောက်ခံစာလုပ်ပေးလိုက်တယ်မျိုးအဝင်ကြတော့တဲလာပြီးဆိုမှအဲ့ဒီစာပြရင်လည်းမရဘူးသူတို့လိုချင်တဲ့စီပုံးလဲယူထားလိုက်တာပဲဆန်လဲယူထားလိုက်တာပဲဟုသူကဆိုပါတယ် မြင်းချံခရိုင်အဓိကမြို့ဖြစ်သည့်မြင်းချံမြို့တွင်စစ်ကောင်စီချိန်မြန်တပ်ရင်ခမရ15တရှိပြီးခမရ69ခမရ33တို့လည်းစခန်းချထားသည်မြင်းချံမြို့ဤမြို့ပပတ်လေတွင်စစ်တပ်ကိစခန်းများချထားသည်ဟုဒေသခံများထံကသိရသည်မြင်းချံခရိုင်နှင့်နေနမိတ်ဆက်ဆက်နေသည့်စီမီကုံမြို့နယ်ရဲစခန်းငန်းစော်မြို့ရှိစစ်ကောင်စီအခြေစိုက်စခန်းများကိုမေ14ရက်နေ့တွင်တော်လန်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ပြီးနောက်မြင်းချံနထိုးကြီးတောင်သားမြို့နယ်များတွင်တိုက်ပွဲများပြင်းထန်လာခဲ့သည်ထို့သောတိုက် ပွဲများပြင်းထန်ခဲ့ပြီးနောက်တော်လန်ရေးတပ်ဖွဲ့များကနှထိုးကြီးမြို့အရှိပန်းခွနမိုင်အကွာရှိဝက်လူရဲစကန်ကိုစီးနှင်းတိုက်ခိုက်ခဲ့ရာလေတပ်ကတိုက်ပွဲဖြစ်ပွားရာနေရာများကိုသာမကပဲအရက်သားပြစ်မှတ်များကိုပါပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်မေ6ရက်နေ့ကနှထိုးကြီးမြို့နယ်အနောက်တောင်ဘက်ရှိမန်လေရွာကိုလေတပ်ကပုံကျရာအသက်60နှစ်20အရွယ်အမျိုးသားနှစ်ဦးတေဆုံးခဲ့ပြီး၄ဦးပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့သည် အလားတူတိုက်ပွဲများပြင်းထန်နေမှုကြောင့်တော်လန်ရေးပူပေါင်းတက်မြောက်ဘက်ကလည်းအကြအဆုံးရှိနေသည်တိုက်ပွဲများအကြောင်းကိုစစ်တပ်ကသတင်းထုတ်ပြန်ခြင်းမရှိပေစစ်ကောင်စီဝါဒဖြန့် Telegram များတွင်မူနှထိုးကြီးတောင်းတာမြေချက်တွင် PDF များကတိုက်ခိုက်နေ၍မြေပြင်စစ်ကူလေးချောင်းပစ်ကူပေးရန်လှုံ့ဆော်ရေးသားနေကြသည်ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အလုံးမဲရှင်လန်ချမ်းမြေကြပါစေရှင်